ကိုဝင်ဆောင်တဲ့ဆိုတာအံ့ဩစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုပါဖြစ်စဉ်ကဒီလိုပါတလတစ်ကြိမ်အမျိုးသမီးခန္ဓာကိုယ်ကနေရင့်ကျက်တဲ့မျိုးဥတလုံးတားဥပြင်တွေထဲကျွေလာမယ်ဒီဖြစ်စဉ်ကို မျိုးဥကျွေတယ်လို့ခေါ်ပါတယ်လိန်ဆက်ဆံရင်အမျိုးသားတုတ်လွတ်တဲ့အချိန်မှာတုတ်ပိုးတွေ ထွက်လာမယ်တုတ်ပိုးဆဲတွေက အမျိုးသမီးရဲ့တအိမ်ကောင်းကနေကူးတက်သွားမယ်ဒီတုတ်ပိုးတွေက ဓာဥပြွန်သေးကိုတက်ပြီးမျိုးဥနဲ့တွားတွေ့မယ်တုတ်ပိုးကအမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ6ရက်အထိအသက်ရှင်နိုင်ပါတယ်။မျိုးဥတားဥပြွန်ထဲကချက်တွားတာ17နာရီကနေ24နာရီအထိကြာပါတယ်။ တားဥပြွန်ထဲမျိုးဥစင်းနေတာနဲ့တပြိုင်တည်းတုတ်ပိုးလဲရှိနေရင်တုတ်ပိုးနဲ့မျိုးဥတွေ့ပါမယ်ဒီလိုမျိုးအောင်တွားတဲ့မျိုးဥကတားဥပြွန်ကနေတအိမ်စီကိုစင်းသက်လာမယ်တအိမ်အထိရောက်အောင်စင်းတဲ့၃ရက်၄ရက်အတွင်းမှာ presto sit လို့ခေါ်တယ်ဆဲအစုအဝေးအဖြစ်ဖွင့်ပြလာပြီးတော့အမျိုးသမီးရဲ့တအိမ်နေရမှာလာကတ်မယ်ဒါကို တတေတီတဲ့လို့ခေါ်ပြီးတော့တရားဝင်ကိုဝင်စရှိတဲ့အချိန်ပဲဖြစ်ပါတယ်။မျိုးအောင်တဲ့မျိုးဥတအိမ်မှာစတီရင်တအိမ်နယံမကြွေအောင်တားတဲ့ကိုဝင်ဆောင်တဲ့ဟော်မုန်းတွေ ထွက်လာမယ်။မျိုးဥအောင်ပြီး6ရက်လောက်မှာတတိစတီပြီးတော့ပြီးတဲ့အထိ3ရက်4ရက်ကြာပါတယ်။ အစကတတိတားလောင်းကနေတတိတားအဆင့်ကိုအပြည့်အဝကြီးထွားလာမယ်တအိနယံကိုချက်ကျိုးနဲ့ဆက်ပြီးတော့တတိတားကြီးထွားဖို့ဖွံ့ဖြိုးဖို့လိုအပ်တဲ့အာဟာရနဲ့အောက်ဆီဂျင်တွေပေးပို့သွားမယ်တုတ်ပိုးနဲ့မျိုးဥမတွေ့ရင်ဒါမှမဟုတ်မျိုးအောင်ထားတဲ့ဥတအိမ်မှာမတည်ရင်တအိမ်နယံကို မလို့တော့လို့အမျိုးသမီးရဲ့မိမကိုကနေ စီးထွက်လာပါတယ် ဒါကိုဓမ္မတာဒါမမဟုတ်ယတီလာတယ်လို့ခေါ်ပါတယ်။ကိုဝင်ဆောင်တဲ့ဖြစ်စဉ်ကတယောက်နဲ့တယောက်မတူပဲတက်အရွယ်ကျမ်းမာရေးနဲ့ဘဝနေထိုင်မှုပုံစံတွေလိုမျိုးကိစ္စမျိုးစုံကြောင့်ကိုဝင်ရလွယ်မလွယ်နဲ့တတေတီတဲ့နေရာမှာအပြောင်းလဲရှိနိုင်ပါတယ်။မိမဖွားခင်စောင့်ရှောက်မှုကဘေးကင်းတဲ့ကိုဝင်ဆောင်ချိန်ဖြစ်ဖို့အရေးကြီးတဲ့ကိစ္စတစ်ခုပါ။ အမျိုးသမီးအနေနဲ့ကိုဝင်ရှိလာရင်တက်နိုင်တမျှအမြန်ဆုံးကျန်းမာရေးဆောက်ရှောက်တူတွေနဲ့ကြာတာရပါမယ်။